ဲ့ဒါကြောင့်မလို့တတပံပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကမဟာနာမရဲ့မိဂွန်းအရိယာပုဂ္ဂိုလ်တွေဟာဘလို့အများအားဖြင့်နေပါသလဲဆိုတာမြတ်စွာဘုရားကတခုချင်းဖြေတာ6မျိုးနဲ့ဖြေထား6မျိုးဆိုတာဖြစ်နိုင်တာတွေ6မျိုးကိုပြောတာ6မျိုးလုံးနေတယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးဟောဖြစ်နိုင်တဲ့6မျိုးကဘာလဲဘုရားကောင်ကို အာယုံပြုပြီးတော့ နေတာသို့မဟုတ်တရားကုံကိုအာယုံပြုပြီးတော့နေတာသို့မဟုတ်တန်ခါကုံကိုအာယုံပြုပြီးတော့နေတာဒီလိုနေတာသို့မဟုတ်မိမိရဲ့စောင်းလျှောက်ထိန်းသိမ်းထားတဲ့ကုချင်းသီလနဲ့ပတ်သက်ပြီးတော့ကျင့်နဲ့အားရတဲ့အတွေးတွေနဲ့နေတယ်ဟောသို့မဟုတ်မိမိကိုယ်တိုင်စွန့်ကြဲပေးကံလူဒန်းတတ်တဲ့ဝါဒနာရ မစ္စရိယဆိုတဲ့နှမျောတွန့်တုံမှုတွေကင်းပြီးတော့အိမ်မှာနေရင်နော်ကိုမိသားစုကိုပေးတယ်ကျွေးတယ်ဒါတွေကမိတ်ဆွေစင်ကားတွေပေးတယ်ကျွေးတယ်ဧည့်သည်တွေကျွေးတယ်မွေးတယ်ဒီလိုကျွေးတာမွေးတာကအစအိမ်မှာတွန့်တူတဲ့စိတ်ဓာတ်တွေမဖြစ်ဘဲနဲ့ရဲရဲရော်ရော်ကျွေးမွေးလူထမ်းတယ်ဆိုတဲ့ကိုယ့်ရဲ့စာကတရားဒါကိုအမှတ်ရပြီးတော့လည်း နေတယ်ဩအင်တန်မဝန်တာစရာကောင်းတယ်ငါအရတော်နေစောလောကလူတွေဟာနှမျောကြတယ်ငါကတော့မနှမျောဘူးကို့အတွက် ကြည့်မကြည့်ဘူးအများအတွက်ကြည့်ပြီးတော့အလုံးကိုလှူဒန်းပေးကမ်းပြီးတော့ငါစားနိုင်တယ်ကံကောင်းလေစွာလို့ကိုယ့်ကိုယ်ကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့စာကတရားကိုတတိယတဲ့အချိန်နေနေတယ်ပေါ့ သို့မဟုတ်စဉ်းစားတယ်နတ်တွေကိုကြည့်ပြီးတော့အေးနတ်ပြည်ဆိုတာရှိတယ်စတုမာရေတာဝရိနာယာမတုတ်တိတာနေမနာရတိပြဏိဝိတဝတဝတိဆိုတဲ့နတ်တွေဇမဘုံရောက်နေတဲ့ဇမတွေအဲ့ဒီတဲ့အထက်ကြတဲ့ဇမတွေဒီနတ်တွေဇမတွေဟာ တထာတရားရှိလို့နတ်ပြမှာဖြစ်ကြတရားစွမ်းအားတွေနဲ့ပြည့်စုံလို့နတ်ပြဖြစ်တာငါလည်းပဲသူတို့လိုတရားစွမ်းအားတွေရှိတာပဲအဲ့ဒီနတ်တွေဟာလူဘဝတုန်းကကိုချင်းသီလကောင်းကြတယ်ဒါကြောင့်မို့နတ်ပြရောက်ကြငါလည်းပဲသူတို့မှရှိတဲ့သီလမျိုးငါမှလည်းရှိတယ်နတ်ပြရောက်နေတဲ့နတ်တွေဟာ မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတော်တော်များများသိကြ၊နာယူကြတယ်၊မှတ်သားကြ။ငါလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိတယ်၊နာယူမှတ်သားတယ်။သုတဆိုတာနဲ့ပြည့်စုံတယ်။မြတ်စွာဘုရားရဲ့ဒီဒါနတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာစွန့်ကြဲမှုဆိုတဲ့သာဃာတရားကိုလက်မနှေးကြ။ငါလည်းပဲစွန့်ကြဲမှုဆိုတဲ့သာဃာတရားကိုလှုပ်ဆောင် နတ်ပြည်မှာရှိတဲ့နတ်တရားအမှန်တရားနဲ့ပတ်သက်ပြီးဆင်ញင်နိုင်တဲ့လောတဲ့နာနဲ့မလောတဲ့နာ ပြည့်ရှိတာနဲ့ပြည့်မရှိတာဆင်ញင်စဉ်းစားနိုင်တဲ့ကံကံဤကျိုးသိမြင်ခြင်းဆိုတဲ့ဉာဏ်ကစပြီးနောက်ဆုံးမှာယုံနဲ့ဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ကိုဆင်ញင်နိုင်စွမ်းရှိတဲ့အသိပညာမျိုးတွေရှိလို့သူတို့ဟာနတ်ပြည်ကိုရောက်ကြတာ ငါမှလည်းပဲအဲ့ဒီပညာမျိုးတွေရှိတာပဲဟောနတ်တွေမှာရှိတဲ့တတ္တာသီလသုဒ္ဓစာကပညာကုသဏမှာရှိတဲ့တတ္တာသီလသုဒ္ဓစာကပညာနဲ့နိုင်ရှင်ပြီးတော့သူတို့မှာရှိတဲ့တတ္တာသီလသုဒ္ဓစာကပညာမျိုးငါမှလည်းရှိတယ်ဆိုပြီးတော့နိုင်ရှင်ပြီးတဲ့အခါစိတ်အားတွေပို့ပြီးတော့တက်လာအောင် ဆင်းရဲတာကိုဒေဝတာနှုတ်တိလို့ခေါ်တယ်။အဲတော့ဒေဝတာနှုတ်တိဆိုတာနတ်ကိုတတိယတာပြောတာမဟုတ်ဘူး။နတ်ရဲ့ဂုံကျေးဇူးတွေကိုတတိယတာပြောတာမဟုတ်ဘူး။နတ်ကောင်းနတ်မြတ်တွေမှာဒီရည်ချင်းရှိလို့နတ်ပြည့်ရောက်တာ။သူတို့မှာရှိတဲ့အရည်ချင်းမျိုးငါမှာရှိနေတယ်လို့ဒီလိုရှုမြင်သုံးသပ်တဲ့သဘောကိုပြောတာဒေဝတာနှုတ်တိဆိုအဲ့ဒါလို့ ရှင်မြင်သုံးသပ်မှု6မျိုးနဲ့မြတ်စွာဘုရားကဒီအရိယသာဝကတွေဟာနေကြထိုင်ကြတယ်ဆိုတာကိုမဟာနာမမင်းကြီးကိုတစ်ခုစီရှင်းပြ